မိုးခေါင်ရေကြီးတဲ့အပြင်တကယ်ပါလုံးရဲ့ချိန်စာမိနေတဲ့တရုတ်ပြည်အခုလည်းငလင်ကြီးလှုပ်ပြန်ပြီငလင်ကြောင့်လမ်းနေတဲ့လူနေအဆောက်အုံတွေပြိုကျမတတ်ကွဲအပ်ကုန်ပြီ2025ခုနှစ်ဇွန်လ23ရက်နေ့ညနေ6:48မိနစ်လောက်မှာကွမ်တောင်းပြည်နယ်ချင်းရွံမြို့ချင်းချန်ခရိုင်မှာငလင်တစ်ခုလုခဲ့ခဲ့ပါတယ်။မြေလက်မှတ်ကမြောင်းလက်တီကျု23.6ဒီဂရီအရှေ့လောင်တီကျု113ဒီဂရီ1ခွန်ဒီဂရီ မြေအောက်အနက်10ကီလိုမီတာမှာရှိပြီးတော့ငလင်ဘူချက်ကတော့ချင်းချင်းမှာဖြစ်ပါတယ်။ဒီငလင်အားပြင်းအားသိမ့်မများပေမဲ့မြေအောက်အနက်တိမ်ပြီးတော့လူဦးရေသိသိတဲ့နေရာနဲ့နေရာကြောင့်ကလေးမြဝကျွန်းပေါ်ဒေသတဝိုင်းမှာပါတုံခံမှုတံကိုခံစားခဲ့ရပါတယ်။ ွမ်ဂျူရှန်ဂျန်ဖူရှန်ဒုံဂွမ်ဂျုံရှန်ချူဟိုင်အပြင်ဟောင်ကောင်နဲ့မကာအိုလိုလိုနေရာတွေမှာပါငလင်လောက်တာကိုခန်းစားခဲ့ရပါတယ်။ငလင်လောက်တဲ့အချိန်မှာအဆောက်အုံတွေနဲ့မီးဆိုင်တွေလှုပ်ခါနေတာကိုဗီဒီယိုတွေထဲမှာတွေ့ရပါတယ်။ကျောင်းလက်တကြားဖြစ်နေတဲ့လူတွေကအိမ်နေတဲ့ဆိုင်တွေကနေအပြေကိုထွက်ပြေးခဲ့ကြပြီးကျောင်းသားတွေကလည်းဘေးကင်းရာအားကစားဝင်းခြေကြီးစီကိုပြေးခဲ့ကြပါတယ်။ငလင်လောက်တုန်းကညစာစားနေရမိသားစုတစုမှာဆိုရင်ဖခင်တယောက်က ကလေးကိုအမြန်ဆွဲပြီးထမင်းစွဲအောက်မှာဝင်ပုံခဲ့ပါတယ်။ဘွားတူခိုင်ကရက်ခွက်တစ်ခုမှာတော့အဆောက်အုံတချို့ကငလင်လုပ်ပြီးရနောက်ဆောင်းသွားသလိုဖြစ်နေလို့ဒေသခံတွေကဘေးကင်းရာမြေကြီးတက်ကနေရာလွတ်တီစီကိုပြေးထွက်ခဲ့ကြပါတယ်။ငလင်လုပ်တာကိုခံစားရတဲ့ဒေသခံတအူးကအဆောက်အုံတစ်ခုလုံးလှုပ်နေတာပါ။အစာကတော့ဓလီကလှုပ်နေတာလား။ဒါမှမဟုတ်တစ်ခုခုနဲ့တိုက်မိတာလားလို့ထင်နေတာ။တကယ်ကိုကြောက်ဖို့ကောင်းတာ။ကျွန်တော်ခြေထောက်တွေတောင်းတုံနေတာပဲ။ ကျွန်တော်ဖုန်းနဲ့အဖိုးထံပစ္စည်းတွေအမြန်ယူပြီးအောက်ထပ်ကိုပြေးစင်းခဲ့တာလို့ပြောပြခဲ့ပါတယ်။သူကအပြင်ရောက်တော့ လူရင်းကျောင်းနဲ့ကြောင်ပြင်းနေကြတာကိုမြင်ခဲ့ရပါတယ်။ငလင်ဗဟိုချက်ဖြစ်တဲ့ချင်ချန်မှာတော့လမ်းတွေအကွဲပြီးတော့နေရနေပျက်စီးခဲ့ပါတယ်။အာနာပိုင်းတွေကထိခိုက်သေးဆုံးမှုမရှိဘူးလို့အမြန်ဆုံးသတင်းထုတ်ပြန်ခဲ့ပေမဲ့ဒေသခံအများအပြားဟာစိတ်ပိုင်းဆိုင်ရာပြဿနာတွေတော့ရှိခဲ့ပါတယ်။အစိုးရရဲ့ကျွမ်းကျင်ပညာရှင်တွေကတော့မကြသေးခင်ကငလင်တွေဟာပုံမှန်မြေလာပြည့်၍ရွေးရှာမှုကြောင့်ဖြစ်ပြီးတော့စိုးရိမ်စရာမလိုဘူးလို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြေညာချက်က ပြည်သူတွေရဲ့စိုးရိမ်မှုကိုလျော့ပါစေခြင်းမရှိပါဘူး။မကြသေးခင်နှစ်တွေကတရုတ်နိုင်ငံဟာမုံတိုင်းရေကြီးမှုအပူလွန်ကဲမှုစတဲ့တဘာဝဘေးအန္တရာယ်တွေဇတိုက်ကြုံတွေ့နေရပါတယ်။အခုငလင်းတွေပါထပ်ဖြစ်လာတာကြောင့်ပြည်သူတွေကြားမှာစိုးရိမ်မှုတွေပုံမမြင့်တက်လာပါတယ်။ငလင်းရဲ့ပြင်းအားကတိတ်မများလာပေမဲ့တဟာမျိုးပြမှာစောက်ထားတဲ့အဆောက်အုံတွေရဲ့အရှိသွေးကိုလူတွေတန်တရားဝင်လာစေပြန်ပါတယ်။တရုတ်နိုင်ငံမှာတိစောက်မှုမြန်ပြင်းပြီးတော့အရှိသွေးမကောင်းတဲ့အဆောက်အုံတွေအများကြီးရှိနေတာကိုလူတိုင်းသိ ကြပါတယ်။ဒီတော့ငလင်လုတ်တဲ့အခါဘသူမှကိုနေတဲ့တိုက်ခန်းနဲ့အဆောက်အုံတွေထဲမှာယုံကြည်စိတ်ချပြီးတော့မနေရဲကြတော့ပါဘူး။အရင်တော့အဆောက်အုံတွေပြိုကျခဲ့တဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကအခုချိန်ထိလည်းလူတွေရဲ့ရင်ထဲမှာဆွေးနေတော့မှ ဒါကြောင့်ငလင်းကစက်ကအနေငယ်လေးလှုပ်ယုံနေတဲ့လူတိုင်းရဲ့ရှင်ထဲမှာထိတ်လန့်ကြောက်ရွံ့မှုတွေချက်ချင်းပေါ်လာခဲ့တာပါငလင်းလှုပ်တဲ့အခါမှာကလေးတွေဆိုရင်လည်းကြောက်လန့်တကြောင်နဲ့အိမ်အပြင်ကိုပြေးထွက်ခဲ့ကြပါတယ်တချို့အိမ်တွေမှာဆိုရင်ငလင်းကနှစ်ချက်သုံးချက်လောက်ပဲလှုပ်ပြီးတော့နေရန်တွေတောင်အကွဲချောင်းတွေပေါ်လာတာတွေ့ခဲ့ရပါတယ်လူမှုကွေရဲ့သုံးဆွဲသူတယောက်ကချိန်ရွယ်မှနေထိုင်ရင်သူကြုံခဲ့ရတဲ့အကြောင်းကိုကျေလောင်နဲ့ပေါက်ကွဲတဲ့အကြာပြီးအင်အားလုံလာတာ ဓာတ်ငွေပေါက်ကွဲတာများလားလို့ထင်ပြီးတော့ချက်ချင်းအောက်ထပ်ကိုဖြေးစင်းခဲ့တာအနည်း30ကျော်အတွင်းငလင်တန်ကိုပထမဆုံးအချိန်ခံစားရတာပါလို့သူကပြောပြပါတယ်။ကွမ်ဂျိုးကနောက်တစ်ဦးကလည်းသူရဲ့ခံစားချက်ကို မျှဝေခဲ့ပါသေးတယ်။ သူကအင်တာဗျူးပြီးလို့အိမ်ပြန်ရောက်တာမှငလင်လောက်တာတီးပြီးတော့အနည်းဆုံးမက်ဒိုနယ်ဆိုင်ကိုကမန်းကတန်းပြေးခဲ့ရတယ်လို့ဆိုပါတယ်။ငလင်လောက်တာကအရန်တိတာလွန်ပြီးတော့အသက်အန္တရာယ်ရှိရလို့တောင်ခံစားခဲ့ရကြောင်းပြောပါတယ်။ဟွာဂျူးမှာငလင်လောက်တော့လူတိုင်းအပြင်ကိုရောက်နေပြီးဘသူမှအိမ်ထဲကိုပြန်ဝင်ဖို့မရေကြတော့ဘူး။ ချင်ချင်မျိုးကဒေသခံတယောက်ကလည်းမြေပြင်တစ်ခုလုံးလုံနေတာကိုခံစားရပြီးတော့အစားတော့မူးလို့ခြေချော်လို့ထင်ခဲ့ပေမဲ့နောက်မှငလင်မန်းတီးခဲ့ရတယ်လို့ပြောပြတယ်။တချို့ဆိုရင်ချောက်လန့်လုံးလုံးခြေထောက်တွေထုံကျင်ပြီးတော့မတ်ချက်တောင်မရက်နိုင်တော့ပဲဖန်သွက်တွေလှောက်ခါတဲ့အတန်မှာကြားခဲ့ရတယ်လို့ဆိုပါတယ်။တဲ့သားကုံပေါ်မှာခြိုင်နေတဲ့လူတစ်ယောက်ကလည်းရုတ်တရက်လှုပ်ပြီးတော့အဆောက်အုံတစ်ခုလုံးထုံလုံးသွားပြီးတော့ ျွန်တော်အခန်းတစ်ခုလုံးလှုပ်ပြီးညနေခက်ကမီးဆိုင်လဲရမ်းနေရအောင်အစားတော့အောက်ထပ်ဆောက်လုပ်ရေးလုပ်ငန်းကြောင့်ထင်ပေမဲ့နောက်မှငလင်မန်းတီးရတော့တေလောက်အောင်ကြောက်သွားတယ်လို့ပြောပါတယ်။ချင်းရွယ်မှာငလင်လောက်တာကြောင့်ပလဲမြောက်ချုံပေါ်ဒေတာတစ်ခုလုံးမှာတုံခါခဲ့တာပါ။တချို့ဆိုရင်စပွဲအဝင်ပုံပြီးတော့လေကားနေအပြေးလွှာဆင်းခဲ့ကြတယ်။ကွမ်တောင်းမှာငလင်ကတိတ်မလောက်တတ်ပေမဲ့အခုလိုသဘာဝ BNDR မကြခဏဆိုသလိုဖြစ်လာတော့ ဒီသူတွေကအထူးစိုးရင်လာကြပါတယ်။မကြသေးခင်ဖြစ်ခဲ့တဲ့ရေကြီးမှုနဲ့ငလင်လှုပ်မှုတွေကအဆောက်အုံတွေရဲ့အရှည်သွေးညံ့ပြင်းတာကိုထင်ရှားစေခဲ့ပါတယ်။ကွမ်တောင်းနိုင်ငံသားဘာသာတက္ကသိုလ်ရဲ့ကျောင်းဆောင်တစ်ခုမှာဆိုရင်ငလင်နောက်ဆက်တွဲလှုပ်ခဲမှုအနည်းငယ်လေးနဲ့တည်းဂျမ်းပြေကအကွဲသွားတာကိုတွေ့ရတော့ကျောင်းသားတွေကအဆောက်အုံမှာပြိုကျသလားဆိုပြီးတော့စိုးရင်ပူပန်ခဲ့ကြပါတယ်။နိုင်ငံတွေမှာပါအဲ့ရာတွေပေါ်လာခဲ့တာကိုတွေ့ရတာကြောင့်လူတွေရဲ့စိုးရင်မှုကအခြေမြင့်ရှိတယ်ဆိုတာသိတာပါတယ်။ 关张ပြည်내အနှံပြားကလူတွေကဂျင်းငလင်ရဲ့ပြင်းထန်တဲ့ဂျုံခါမှုကိုတကယ်ကိုတိတိတသာခံစားခဲ့ကြရပါတယ်။အဲဒီလောက်ခတ်မှုတန်းကိုပလဲမြဝချုံတော်ဒေတာတဝိုက်ကကွမ်ဂျိုဝါဒူရှန်ချန်တူဟိုင်းစတဲ့မြို့ကြီးတွေအပြင်အင်းနီချင်းဟောင်ကောင်နဲ့မဂါအိုလိုနီယာတွေကလူတွေပါခံစားခဲ့ရတယ်လို့ပြောဆိုခဲ့ကြပါတယ်။ တချို့ရုံငန်းတွေမှာဆိုရင်20စက္ကန့်30စက္ကန့်လောက်လှုပ်ခါခဲ့ပြီးတော့တိုက်ခန်းတွေမှာဆိုရင်လည်းပရင်ပေါက်တွေလှုပ်ခါတဲ့အထိဖြစ်ခဲ့ပါတယ်ဒီအချိန်တွေကလူတိုင်းကိုတလုံးချောက်ချားစေခဲ့တာမိကုန်းထုတ်စရာမလိုပါဘူး2008ခုနှစ်ဝမ်ချွမ်းငလင်ကိုကိုရိုင်းကြုံပူးတဲ့အမျိုးသမီးတဦးကသူ့ရဲ့ခံစားချက်ကိုမျှဝေခဲ့ပါတယ်သူကချင်းရွယ်ကဆိုင်တဆိုင်မှာထိုင်နေတော့ ရုတ်တရက်ဒုံဆိုတဲ့အတန်ကြီးကြားလိုက်ရတော့စူပါမားကတ်မှာတခုခုပေါက်ကွဲတာများလာလို့ထင်ခဲ့မိရာကြောင့်အပြင်ထွက်မှငလင်လုံမှန်းတီးခဲ့ရပြီးတော့ဒီတစ်ခေါက်ငလင်ကဝန်ချွမ်းငလင်လုံးကလို့မြေအောက်ကနေလှုပ်ခါတဲ့အတန်မျိုးမဟုတ်ပဲပေါက်ကွဲတယ်လို့အတန်ကြားခဲ့ရတာက သူ့ကိုပို့ပြီးတော့ထိန်းလန်းစေခဲ့ရလို့ပြောပြပါတယ်။နမဲကျော်ဘလော့ဂါတဦးကလည်းချင်းရွယ်မှာလှုပ်ခဲ့တဲ့ငလင်းနဲ့ပတ်သက်ပြီးတော့အစိုးရရဲ့သတင်းထုတ်ပြန်ချက်အပေါ်တန်တရားဝင်နေကြောင်းပြောပြပါတယ်။သူကငလင်းသတိပေးချက်ကိုလုံးဝမဆောင်ပဲဘေးလွတ်ရာကိုချက်ချင်းထွက်ဖို့သတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့တချို့လူတွေကငလင်းလှုပ်ပြီးဆယ်မိနစ်လောက်ကြာမှပြေးခဲ့ကြလို့တခုခုဖြစ်သွားခဲ့ရင်အသက်ရှင်ဖို့အခွင့်အရေးနေပါတယ်လို့ဆိုပါတယ်။ ူကိုယ်တိုင်ငလင်ကိုဘယ်လိုချုပ်ခဲ့ရလဲဆိုတာကိုလည်းအသေးစိတ်ပြောပြခဲ့တာဖြစ်ပါတယ်ငလင်ကအရင်ဆုံးအနှင်းငယ်လှုပ်ခတ်ပြီးတော့မှမြေအောက်ကနေဒုံဆိုတဲ့ကျဲလောင်နဲ့အတန်ကြီးထွက်လာတာကိုခံစားရတယ်လို့ပြောပါတယ်။ဒီအတန်ကဆေးရည်နဲ့ပတ်သက်တဲ့လှုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့သူကထင်နေပါတယ်။ဘလော့ဂါက အမေနဲ့အတူအိမ်မှာရှိနေတော့ငလင်လှုပ်တော့၄စက္ကန့်အကြာမှာတင်ငလင်မန်းချက်ချင်းတီးခဲ့ပါရယ်ငလင်ပြင်းအား၄လောက်ရှိမယ်လို့သူကခံမှန်းပြီးတော့အမေကိုမိဖို့ပိတ်ပြီးအောက်ထပ်ကိုဆင်းဖို့ချက်ချင်းပြောခဲ့ပါရယ်ဒါပေမဲ့အမေကဘေးနားမှာစားရည်လုပ်ငန်းကြောင်းလို့ထင်နေလို့၁၀စက္ကန့်လောက်နောက်ကျခဲ့ရလို့ဆိုပါရယ်အစိုးရရဲ့ငလင်သတိပေးချက်ကနောက်ကျခဲ့တဲ့အတွက်လူတွေကအန်ဒီယန်နဲ့ဂျုံလာတဲ့အခါ ကိုဖာသာဆုံးဖြတ်ပြီးတော့ကိုကိုကိုကာကွယ်ဖို့ပဲလိုအပ်တယ်ဆိုတာဒီအဖြစ်ပြက်ကပို့ပြီးတော့တိတာထင်ရှားစေခဲ့တယ်လို့သူကရှင်းပြခဲ့ပါတယ်။ငလင်လောက်တာကအများစားစားချင်ဖြစ်လို့အိမ်မှာရှိရလူအများအပြားအလန့်တကြားဖြစ်ခဲ့ကြပါတယ်။ဒီအချိန်မှာတော့ရှိစရာကောင်းတဲ့ဖြစ်ပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။လုံချော်ရေးကင်မရာဗီဒီယိုတစ်ခုမှာကောင်းလေးတယောက်ကသူ့အဖေနဲ့အတူညစာစားနေတော့ငလင်လှုပ်တော့အဖေက ငလင်ငလင်လို့អော်ပြီးတော့အပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။កောင်လေးကလည်းအရှင်ဆုံးအပြင်ကိုပြေးဖို့လိုက်သွားခဲ့ပေမဲ့ရုတ်တရက်ထမင်းမကုံသေးဘူးဆိုပြီးဇပွဲစီပြန်လဲသွားခဲ့ရပါ။သူအကြိုက်ဆုံးဟင်းပွဲနဲ့ထမင်းမကန်ကိုလှမ်းယူဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။အဖေကအတင်းអော်ခေါ်မှအပြင်ထွက်ခါနီးမှတောင်ချန်နေတဲ့ထမင်းကိုအ мян စားပြီးတော့မှလူကြီးတွေနောက်လိုက်သွားတာကလူမှုကွန်ရက်မှာတော်တော်လေးဟာသဖြစ်သွားခဲ့ပါတယ်။ပြေးဖို့အားရှိအောင်ဘိုက်ပြေးနေဖို့လိုတယ်လို့ယူရီးယားမှတ်ချက်ပေးခဲ့ကြပြီးတော့ အသက်နဲ့လဲပြီးတော့အစားအစာကိုရွေးရအောင်လို့လည်းစောင့်နှောက်ခဲ့ကြပါရယ်။ဇွန်လ24ရက်နေ့မှာငလင်ဗီဒီယိုတွေကကောင်လေးရဲ့ဖခင်ဖြစ်သူလီကိုတရုတ်မီဒီယာတွေကအင်တာဗျူးခဲ့ပါရယ်။သူရှင်းပြတာတော့ ငလင်လုံးကျုံကကောင်လင်းရဲ့အမေကအလောကြီးစားနဲ့ခီးထွက်နေပြီးဗီဒီယိုတွေကမြို့သမီးကညစာချက်ပြုတ်ပေးနေတဲ့အတော်ဖြစ်တယ်လို့ဆိုပါတယ်အတော်ဖြစ်သူကအရေကငလင်ကိုတခါမှမကြုံဘူးတဲ့အတွက်အစပိုင်းမှာငလင်ဖြစ်တယ်လို့မယုံခဲ့ပဲအရင်တည်နေနေခဲ့တယ်လို့ဖခင်လီကပြောပြပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတရုတ်နိုင်ငံမှာငလင်တွေခဏခဏလှုပ်လာတာကြောင့်လူတွေကအရင်လိုတည်နေနေနိုင်တော့မှာမဟုတ်ပဲငလင်ကိုရည်စရာကိစ္စအဖြစ်မမြင်နိုင်တော့ဘူးလို့သူကထောက်ပြခဲ့ပါတယ် မကြာသေးခင်ကာလတွေအတွင်းတရုတ်နိုင်ငံမှာငလင်လုခဲ့မှုတွေဇတိုက်ဆိုသလိုဖြစ်ပေါ်လာခဲ့တာကြောင့်ပြည်သူတွေကစိုးရိမ်ပူပန်မှုတွေနဲ့နေထိုင်နေကြရပါတယ်ဒီနေ့ချိန်မှာပဲအခုလို ထိလန့်စရာငလင်တွေအများအပြားလုခဲ့တာကိုမှတ်တမ်းနဲ့အရာတွေ့ရပါတယ်မက်ရှလာ29ရက်နေ့မှာရွှေနံပြည်နယ်ချောက်ကျုံခရိုင်မှာ ဒီအားလေးတသမလေး register scale ငလင်လောက်ခဲ့ခဲ့ပါတယ်။ကျွမ်းကျင်သူတွေကဒီငလင်ဟာ Manchester 28ရက်နေ့မှာမြန်မာနိုင်ငံမှာလောက်ခဲ့တဲ့ပြင်းအား9.9 register scale ရှိတဲ့ငလင်ကြီးရဲ့နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်ပေါ်ခဲ့ရလို့သုံးသပ်ခဲ့ကြပါတယ်။ဒါဟာနေဆက်ဖြတ်ကျော်တက်ရောက်မှုရှိတယ်ဆိုတာကိုပြသနေတာဖြစ်ပါတယ်။ ဧပြီလ28ရက်နေ့မှာတော့စီချွမ်းပြည်နယ်ခွမ်ရွံမြို့ချင်းချမ်းခရိုင်မှာပြည်အား၄.၁ Richter scale ငလင်လှုပ်ခဲခဲ့ပြီးတော့မြေအောက်အနက်၁၄ကီလိုမီတာမှာပဟိုပြူခဲ့ပါတယ်။ဧပြီလ29ရက်နေ့နေ့လယ်ပိုင်းမှာလည်းဒီဘက်အလီဒေတာရူခရိုင်မှာ၃မိနစ်အတွင်းငလင်နှစ်ခု ဇက်တိုက်လုတ်ခတ်ခဲ့ပြီးတော့ပြည်အားလီတသမရှင်းနဲ့3တသမရှစ် Restars K အသီးသီးရှိခဲ့ပါတယ်။မေလာ12ရက်နေ့ဝမ်ချွမ်းငလင်း18နှစ်ပြည့်အမတ်တရားနေ့မှာတိဘက်ရှီဂါဒီမြို့လာစီခရိုင်မှာ ပြင်းအား9.5 Richter scale ငလျင်လောက်ခဲ့ရလို့ဂျုံခါမှုကပြင်းထန်ပြီးလူအများအပြားအိယာကနေလန်လို့ခဲ့ကြရပါတယ်။ဒါဟာလူတွေအတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပုံမှန်ဖြစ်ပေါ်စေခဲ့ပါတယ်။ဇော်လ9ရက်နေ့မှာယူနန်ပြည်နယ်တာလီခရိုင်ရွှန်ခရိုင်မှာပြင်းအား9.3 Richter scale ငလျင်လောက်ခဲ့ခဲ့ပါတယ်။ညစကောင်မှာလှုပ်တာကြောင့်ဒေသခံတွေလန်လို့ခဲ့ကြပြီးတော့တေလာအောင်ကြောက်တဲ့အရန်ကြောက်စရာကောင်းတယ်လို့ပြောဆိုခဲ့ကြပါတယ်။ ဇွန်လ15ရက်နေ့မှာစီချွမ်းပြည်နယ်ရှိပင်းမြို့ကုန်းခရိုင်မှာပြည်အားလီတသမရှိ Restar Stay ငလင်လုတ်ခဲခဲလို့ခြုံချက်ဝေချိုးယူနန်နဲ့တခြားဒေသတွေမှာပါတုံခါမှုတိတိတသာခံစားခဲ့ရပါတယ်။စီချွမ်းပြည်နယ်ဟာဒီနှစ်ထဲမှာတည်းငလင်တန်ကိုအကြိမ်ကြိမ်ခံစားခဲ့ရတာကြောင့်ငလင်တန်တဲ့ဒေသတခုလိုဖြစ်နေပါတယ်။ဇွန်လ28ရက်နေ့မှာချင်ဟိုင်းပြည်နယ်ဂိုလော့ခရိုင်မချင်းခရိုင်မှာ ပြည်အောင်လေးတသမ5ရစ်စတာစကိငလင်လှုပ်ခဲခဲ့ပြီးမြေအောက်အနက်22ကီလိုမီတာမှာဗဟိုပြုခဲ့ပါတယ်။ဒီလိုငလင်လှုပ်ခဲမှုတွေစတိုက်ဖြစ်ပေါ်လာတာကတရုတ်ပြည်သူတွေချာမှာတဘာဝဘေးအန်တီရီနဲ့ပတ်သက်ပြီးဇိုးရင်ပူပန်မှုတွေပုံမမြင်တက်လာစေခဲ့ပါတယ်။ဒါအပြင်အစိုးရရဲ့တဘာဝဘေးစီမံခန့်ခွဲမှုနဲ့ချုပ်တင်သတိပေးစနစ်တွေအပေါ်လူတွေရဲ့ယုံကြည်မှုကိုပါထိခိုက်စေခဲ့ပါတယ်။လက်ရှိအချိန်မှာငလင်ဘေးအန်တီရီက ကမ္ဘာတဝန်လုံးအတွက်စိုးရိမ်စရာကိစ္စတခုဖြစ်လာနေပါတယ်။ဒီလိုစိုးရိမ်မှုတွေကြားမှာပဲဂျပန်ကတ်တွန်းစရာ Rio de Suki ကသူရဲ့ကျွန်တော်မြင်ခဲ့တဲ့အနာဂတ်ဆိုတဲ့စာအုပ်ကြောင့်လူသိများလာခဲ့ပါတယ်။အဲဒီစာအုပ်ထဲမှာသူဟာဂျပန်ရဲ့3.1ငလင်ကြီးနဲ့ ကိုဗစ်19ကပ်ရောဂါလိုမျိုးဖြစ်ပျက်တွေကိုတည်တည်ကြကြဟောကိန်းထုတ်ခဲ့တယ်လို့နာမည်ကြီးပါတယ်။အခုတခါမှလည်းသူကဒီနေ့ဇူလိုင်လ9ရက်နေ့မှာဂျပန်မှာကြီးမားတဲ့ငလင်လှုပ်ပြီးဆူနာမိုလိုင်းကြီးတွေဖြစ်ပေါ်လာမယ်လို့ထပ်မံခန့်မှန်းခဲ့ပါတယ်။ ဒီခံမှန်ချက်ကဒေသအသီးသီးမှာကြောင်လန့်မှုတွေဖြစ်ပေါ်စေခဲ့ပြီးဂျပန်ကိုလာရောက်လည်ပတ်တဲ့ကမ္ဘာလိုက်ခီးတဲ့ဥယျာဉ်ကိုပါတိတိတသာရောကြစေခဲ့ပါတယ်ဒီလိုခံမှန်ချက်ကြောင့်လူတွေအကြမ်းမှာစိုးရိမ်မှုတွေကြီးထွားလာတဲ့အခါဂျပန်ဆိုရရဲ့မော်လီဝဒ်အေဂျင်စီက ဝင်ရောက်ဖြည့်ရှင်ပေးခဲ့ပါတယ်။ညွန်ကြားရေးမှူးချုပ် Roshkin Namura ကဆိုရင်တော့ဇွန်လ23ရက်နေ့မှာအများပြည်သူရှင်းချောင်းမှာတရားဝင်ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါတယ်။သူကဒီခံမှန်းချက်ဟာကောလာဟလတာဖြစ်ကြောင်းနဲ့ပြည်သူတွေအနေနဲ့အစိုးရပူပန်မှုမလို့ကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်။လက်ရှိသိပ္ပံဤပညာရေးအရငလင်တစ်ခုရဲ့တီချာရဲ့နေ့အချိန်နေရာနဲ့ပြင်းအားကိုမကန့်မှန်းနိုင်သေးကြောင်းလည်းသူကထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကလူအများရဲ့စိုးရိမ်ပူပန်မှုကိုတစ်စိတ်တစ်ပိုင်းရောကြစေခဲ့ပါတယ်။ဇွန်လ15ရက်နေ့မှာတော့ကတ်တွန်းစီယာရီယိုတန်ဆူကီကသူ့ရဲ့ Angel Last War နတ်သမီးရဲ့နောက်ဆုံးစကားဆိုရဲစာအုပ်အစ်မရှင်းပြချက်အစ်တစ်ခုထပ်ပေးခဲ့ပါတယ်။ Sanction Bond တရင်စာရဲ့အစီရင်ခံစာအရ ်တက်ဆူဂျီကဇော်လိုင်လ9ရက်နေ့မှာတဘာဝဘေးအန်တီယေဂျီတစ်ခုဖြစ်မယ်ဆိုတဲ့အချက်ဟာအရင်နေ့မှာပဲအဓိကဖြစ်ရည်ဂျီတစ်ခုဖြစ်လာမယ်လို့လုံးဝမဆိုလိုကြောင်း ရှင်းပြခဲ့ပါတယ်။အိမ်မက်ထဲကရင်ဆွဲကဖြစ်မယ်ရတဲ့အတိအကျမတိုက်ဆိုင်နိုင်ဘူးလို့သူကချက်လောင်းပြောဆိုခဲ့ပါတယ်။ဒါအပြင်သူရဲ့စာအုပ်ကိုလူတွေဂယုတစိုက်ဖတ်ရှုပြီးတော့ပြင်ဆင်နေကြတာကဘေးအန်တီယေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့ကြိုတင်ပြင်ဆင်မှုအဆင့်ပုံပုံမြင်မှားလာတာကိုပြသတယ်လို့လည်းအကောင်းမြင်မှတ်ချက်တွေပေးခဲ့ပါတယ်။ ကတ်တွန်းစီယာရီယိုတန်ဆူခီကသူ့ရဲ့ငလိခံမှန်ချက်အပေါ်မှာလူတွေရဲ့ဒင်းမာတဲ့သဘောထားကိုပြန်လည်ဖြေရှင်းပြီးတော့ရှော့ချဖို့စူးစမ်းခဲ့ပေမဲ့ဒီသူတွေကိုတတိရှိရှိနဲ့ BND ရဲ့အတွက်ပြင်ဆင်ထားဖို့ကိုတော့ဆက်လက်တိုက်တွန်းခဲ့ပါတယ်။ သူကကျွန်တော်ရဲ့အစာအုပ်ပါအကြောင်းအရာတွေကဘေးအန္တရာယ်ကြုံလာတဲ့အခါအနေငယ်လေးအဖြစ်ဖြစ်အကူအညီဖြစ်စေချင်ပါတယ်။လူတွေရဲ့စိတ်ဝင်စားဂရုစိုက်မှုကဘေးအန္တရာယ်ကာကွယ်ရေးအတွက်ပြင်ဆင်မှုတွေဖြစ်စေဖို့မျှော်လင့်ပါတယ်။ကိုရိုင်းနေနဲ့လည်းအပြင်ထွက်တဲ့အခါသတိထားပြီးတော့စားသောက်တွေချုပ်တင်စုဆောင်ထားပါမယ်လို့ပြောခဲ့ပါတယ်။ဒီစကားကခံမှန်းချက်ကမဟုတ်မှန်ရင်တောင်ဘေးအန္တရာယ်အတွက်ချုပ်တင်ပြင်ဆင်မှုတွေလုပ်ထားဖို့အရေးကြီးရယ်ဆိုတာပြောပြနေပါတယ်။ ဇူလိုင်လ9ရက်နေ့နေကလာတာနဲ့အမျှတခြားပညာရှင်တွေရဲ့ခံမှန်းချက်တွေလည်းပေါ်ထွက်လာပါတယ်။ဇော်လ25ရက်နေ့မှာထိုင်ဝမ်ကနဂတာဗေဒပညာရှင်တန်ချန်ကနေနဲ့ဂျူပီတာတို့ချိန်ကြီးချိန်မှာဖြစ်ပေါ်တဲ့လာဆန်းက ေးအန္တရာယ်တစ်ခုခုယူဆောင်လာနိုင်တယ်လို့သူ့ရဲ့ Facebook ဆောင်မျက်နှာမှာရေးသားခဲ့ပါတယ်။သူ့ရဲ့ပြောဆိုချက်အရဒီလိုနဲ့ခက်ချဲတာရအနေထားကြောင့်လူတွေကစိတ်သက်သာတာမအိမ်မသာဖြစ်တာတွေခံစားရနိုင်ပြီးအနာဂတ်အတွက်စိတ်ပူပန်မှုတွေရှိနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်ကဘာကြီးမှလည်းစိတ်နှောင့်ယှက်ဖြစ်စရာဖြစ်ပျက်တွေကြုံတွေ့ရနိုင်တယ်လို့သူကမှတ်ချက်ပေးခဲ့ပါတယ်။ဒီလိုစိန်ခေါ်မှုတွေကြုံရနိုင်တဲ့အချိန်မှာစိတ်ကြံစားမှုတွေကိုထိန်းချုပ်ပြီးခေါင်းပေါ်နဲ့အထွေးတွေနဲ့ရင်ဆိုင်ဖို့လိုအပ်ကြောင်းကိုလည်းသူကအလေးထားပြောကြား ခဲ့ပါတယ် ျွန်တော်တို့ခံစားရတဲ့ဆင်းရဲဒုက္ခတွေတိုင်းမှာအကြောင်းရင်းရှိရမယ်လို့ယုံကြည်ပြီးဒီယုံကြည်ချက်နဲ့ဆန္ဒပြုကြရအောင်လို့သူကထပ်လောင်းပြီးတော့တိုက်တွန်းခဲ့ပါတယ်။ထိုင်ဝမ်ရဲ့နိုင်ငံပညာရှင်လာအိုဒီယန်ကလည်းဒေတာပြမီဒီယာကိုပြောကြရမှာဒီနေ့မှာနိုင်ငံတကာအခြေအနေမတည်ငြိမ်တာကြောင့်ဒေတာတချို့မှာတဘာဝ BNDA နဲ့လူသားဖန်တီးရဲ့ BNDA တွေကြုံတွေ့ရနိုင်တယ်လို့ခန့်မှန်းခဲ့ပါတယ်။ဒီစိန်ခေါ်မှုတွေကိုရှော့ချနိုင်ဖို့လူတွေအနေနဲ့ကောင်းမှုကုသိုလ်တွေပုံမလို့တင်ကြောင်းသူကအကြံပြုခဲ့ပါတယ်။ဒါဟာနိုင် ်ခက်ပြည်တော်ပညာနဲ့ယဉ်ကျေးမှုဆိုင်ရာရှုထောင့်ကနေဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့အတွက်ပေးတဲ့သတိပေးချက်တွေဖြစ်ပါတယ်။ခြုံပြောရရင်ဇော်လ23ရက်နေ့ကကွမ်တောင်မှာလှုပ်ခဲ့တဲ့ငလင်ကပြင်းအားသိမ့်မများပေမဲ့သူ့ရဲ့အကျိုးဆက်တွေကတော့ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေထက်လူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဆောက်လုပ်ရေးအခြေအနေအပေါ်မှာယုံကြည်မှုပိုင်းမှာပိုပြီးတော့တည်ရောက်မှုရှိခဲ့တာတွေ့ရပါတယ်။ ခင်မင်းနီပညာရင်းနဲ့တဘာဝဘေးကိုအချိန်မီကြိုတင်သတိပေးနိုင်ဖို့လိုအပ်နေတုံးမယ်ဆိုတာကိုလည်းဒီအဖြစ်ပြက်ကပြသနေပါတယ်။ဒါအပြင်ဆိုရှယ်မီဒီယာပေါ်ကခံမှန်းချက်တွေနဲ့ပညာရှင်တွေရဲ့ဟောကိန်းတွေဟာလည်းလူတွေကိုကြိုတင်ပြင်ဆင်ဖို့စိတ်တက်ကြောစီတယ်လို့တစ်ဖက်မှာလည်းဆိုရင်ပူပန်မှုတွေထူလာစီပါတယ်။ဘလိုပဲဖြစ်ဖြစ်တဘာဝဘေးအန်တီယာတွေကဘယ်အချိန်မှဆိုဖြစ်နိုင်တာမို့သတိထားပြီးတော့စနစ်တကျပြင်ဆင်ထားဖို့ကတော့အရေးအကြီးဆုံးပါပဲ။ ီဒီယိုလေးအဆုံးနေလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ရက်တစ်ဆက်မှုတွေမှာပြန်လည်ဆောင်တွေ့ကြပါစို့ရှင်